နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မှာပြုလုပ်ခဲ့တဲ့ Overflow Music Festival ရဲ့ဖြောပြပွဲမှာညဉ့်ညမ်းစကားတွေပြောဆိုခဲ့တဲ့အဆိုတော်တွေနဲ့ပွဲစီစဉ်သူအပါအဝင်16ဦးကိုပုံမှန်3ခုနဲ့ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်သင်္ကန်းကျောင်းမြို့နယ် Eastern Yangon Event Park မှာပြုလုပ်ခဲ့တဲ့ November လ2ရက်နေ့ညပိုင်းကလုပ်ခဲ့တဲ့ Overflow Music Festival ဖြောပြပွဲအတွင်းမှာစင်ပေါ်ကနေညဉ့်ဉန်းစကားတွေပြောဆိုခဲ့တဲ့အဆိုတော်တွေနဲ့ပွဲစီစဉ်သူတွေအပြင်ရိုက်ကူးရေးအဖွဲ့သားစုစုပေါင်း16ဦးကိုပါဖမ်းဆီးအမှုဖွင့်ထားတယ်လို့စစ်ကောင်မရှင်ကတရင်ထုတ်ပြန်ထားပါတယ်ဖမ်းခံရတဲ့သူတွေကိုရဇသက်ကြီးပုံမှာ905ကကြီးနိုင်ငံတော်ချင်းညိုပြက်စီမှုပုံမှာ2လေးနှုတ်ဖြင့်ကျူးလွန်သောပြစ်မှုနဲ့ပုံမှာ1လေးပြင်းမှုကျွလွန်ရမှာကိုကြီးအားပေးသူစတဲ့ပြင်းမှုတွေနဲ့အမှုဖွင့်အရေးယူထားတယ်လို့စစ်ကောင်မရှင်ကဖော်ပြထားပါဗျ။ ငင်းငဲတဲ့ဇကားတွေကိုပြောပြီးတော့ကွန်တုံးတွေကိုစင်မော်ကနေကျဲချခဲ့တဲ့ အဆိုတော့ဝင်းခေါ်ရဲဝင်းအောင်ရဲ့ရုပ်သံဖိုင်အတူဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့ခဲ့ပြီးတဲ့နောက်အဲ့ဒါကိုအေးအေးယူဖို့အတွက် online ကြည့်ရှုသူတွေကဝေဖန်တောင်းဆိုခဲ့ကြပါတယ်။ဖိုင်စီခါတဲ့၁၆ဦးထဲမှာပွဲစီစဉ်ခဲ့သူ၃ဦးပါဝင်ပြီးတော့အဆိုတော့ဝင်းခေါ်ရဲဝင်းအောင်နဲ့အတူစင်မော်တက်ပြီးတော့ကခုံတီးဆုပ်ခဲ့ကြတဲ့အခြားအဆိုတော်တွေနဲ့စင်မော်မှာရုပ်တံရိုက်ခူးတဲ့သူတွေကိုပါဖမ်းဆီးခံထားရတယ်လို့သိရပါတယ်။အဲ့ဒီလူတွေကိုအေးအေးယူဖို့ November လ9ရက်နေ့နဲ့6ရက်နေ့နှစ်ရက်အတွင်းမှာပဲသက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေကနေချိတ်ဆက်ခေါ်ယူ လာနေအိမ်အထိသွားရောက်ခေါ်ဆောင်ပြီးတော့ဖမ်းဆီးထိန်းသိမ်းတာတွေကိုလှုပ်ဆောင်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ